အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျ ကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတွေကတော့အင်တန်မှာစိတ်ဝင်စားစရာကောင်းတဲ့ဉာဏ်ပညာရှင်အယ်ဘတ်အစတိုင်အကြောင်းပဲဖြစ်ပါလိမ့်ဗျ။အယ်ဘတ်အစတိုင်ဟာ1869ကနေ1955ဆိုတာကတော့ကမ္ဘာပေါ်မှာအကြီးအကျယ်ဆုံးတဲ့သီအိုရီဆိုင်ရာယူပတ်ပေတာပညာရှင်တစ်ဦးအဖြစ်လူအများကလက်ခံထားကြပါတယ်။သူရဲ့တွေးကြည့်ချက်တွေဟာကျွန်တော်တို့စကြဝဠာကို မြင်တဲ့ပုံစံကို အခြေခံချက်ချက်ပြောင်းလဲပစ်ခဲ့ပါတယ်။ ထူးရှားပြောင်မြောင်းတဲ့တွေးရှိချက်တွေဟာအိုင်စတိုင်ကိုကမ္ဘာကျော်စေခဲ့တဲ့အဓိကသီအိုရီနှစ်ခုကတော့နှိုင်းယှဉ်မှုသီအိုရီဖြစ်ပါတယ်အထူးနိုင်ရှင်မူဒီဟိုရီရဲ့ရလက်ကနေလူတိုင်းကြားမှုတဲ့ကဘာပေါ်မှာအကျော်ကြားဆုံးညီမရခြင်းဖြစ်တဲ့ EE ကွဲ2 MC ကွဲကို မွေးဖွားလာခဲ့ပါတယ်။ EE ရဲ့အတိတ်ဘယ်ဟာစွန့်ရင်ဖြစ်ပါလေ။ M ရဲ့အတိတ်ဘယ်ကတော့ဓာတ်ထုပါ။ E ကွဲကတော့အလင်းရောင်ရဲ့အမြင်လို့ speed of light ကိုနှစ်ထပ်ဂိန်းတင်တာကိုကိုစားပြုပါတယ်။ ဒီညီမြချင်းကစွမ်းအင်တဲ့တတုဟာတူညီတဲ့အရာဝတ္ထုရဲ့ပုံစံနှမျိုးပဲဆိုတာကိုတသေးပြခဲ့ပြီးနယူကလီးယားစွမ်းအင်ရဲ့အခြေခံကိုဖြစ်ပေါ်စေခဲ့ပါတယ်။နံပါတ်2ကအထွေထွေနိုင်ရှင်မှုရဲ့တီဟိုရီပါ။ဒီတီဟိုရီကတော့စွမ်းငင်ရကိုအစ်စ်တစ်မျိုးအထက်ပင်ဖွင့်ဆောင်ခဲ့ပါတယ်။နယူတန်ခစ်ကလိုစွမ်းအားကို စွမ်းအားတစ်ခုလိုမမြင်တော့ပဲဓာတ်ထုနဲ့စွမ်းအင်တွေကြောင့်အချိန်နေရာဆိုတဲ့အရာကြီးဟာကွေးညွတ်သွားခြင်းဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။ ဒီဒီဟိုရီယာခေတ်တင်နခပိဒါရဲ့အချိန်ကအုံမြင့်ဖြစ်လာခဲ့ပါတယ်။အိုင်စတိုင်ရဲ့နိုဘယ်ဆုအလင်းဟာအိုင်စတိုင်ဟာထရဂူဝန်20ခုနှစ်မှာယူဘဗေဒဆိုင်ရာနိုဘယ်ဆုကိုစုခုရရှိခဲ့ပါတယ်။ဒါပေမဲ့အထက်ပါနိုင်ရှင်မှုဒီဟိုရီတွေကြောင့်မဟုတ်ပဲအလင်းလက်ရှိအကျိုးသက်ရောက်မှုကိုကျင်းပြခဲ့ခြင်းအတွက်ဖြစ်ပါတယ်။ဒီအလောက်ကကွန်တန်ဒီဟိုရီကို ဖြိုဖြိုးတိုးတက်အောင်အရေးပါတဲ့အထောက်အကူပေးခဲ့ပါတယ်။ အင်စတိုင်ရဲ့ဘဝနေထိုင်မှုနဲ့စိတ်နေထိတ်ကားတွေကတော့သိပ္ပံပညာရှင်ကြီးဖြစ်တဲ့အင်စတိုင်ဟာငယ်စဉ်ကစကားပြောနေသူအဖြစ်စိုးရင်ခဲ့ရပြီးမြဲဒိန်ရှာနဲ့ယူဘပီတာမှာတော့အထုထက်မြတ်သူတယောက်ဖြစ်ခဲ့ပါတယ်။သူဟာရုပ်ရည်တန်ပြန်မှုထက်ဉာဏ်ပညာကိုဦးစားပေးသူဖြစ်ပြီးစပင်ဖွာလာကြဲကြဲနဲ့အကြောင်းတွင်နဲ့ဝတ်ဆင်လေးရှိသူဖြစ်ပါတယ်။သူဟာငြိမ်းချမ်းရေးကိုလူလာပြီးလူမှုရေးနဲ့နိုင်ငံရေးပြဿနာတွေပေါ်ထင်မြင်ချက်ပေးတတ်တဲ့လူသားချင်းစာနာမှုတူလဲဖြစ်ပါတယ်။ အစရာရဲ့ဉာဏ်ပညာနဲ့အမွေအနှစ်တွေဟာကျွန်တော်တို့ကမ္ဘာလောကကိုနားလည်အောင်ယခုရင်ဤကူညီပေးနေစေပဲဖြစ်ပါတယ်ဒီအကြောင်းအရာတွေကိုနားထောင်ရတာတကယ်စိတ်ဝင်စားစရာကောင်းမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျွန်တော်ရဲ့ channel လေးကနေကျေးဇူးတင်ရှိပါတယ်ဗျာ